မင်္ဂလာပါဒီနေ့ကလေဒီနေ့ကဟိုတမီလေးတယောက်ဂျပန်တမီလေးတယောက်လေအရန်ငိုနေတာကိုအဲ့ဒါဘလို့မှမေ့လို့မရပဲနဲ့ညာအိတ်တော်လဲသူ့ဘယ်တတိရတယ်အဲ့ဒါနဲ့မနေ့ကျရင်တော့လမ်းလျှောက်ရင်းနဲ့သူ့အတွက်တော့ဗီဒီယိုလေးလုပ်ပေးဦးမှာပဲလို့အဲ့လိုမျိုးစဉ်းစားမိရပါတော့သူ့ကိုအဲ့ဒီဗီဒီယိုကိုမြင်ပြီးတော့ ကိုကိုကိုရိုင်းလည်းငယ်စဉ်ကနိုင်ငံเจ้าမှာလှုပ်လှုပ်ခဲတာကိုကိုနိုင်ငံเจ้าမှာငယ်စဉ်ကလှုပ်လှုပ်ခဲတာဒီဘဝတွေကိုလည်းပြန်မြင်အောင်မိတယ်ပေါ့နော်မြင်အောင်မိတဲ့အခါကျတော့လေအဲတကယ်ဟုတ်ပါတယ်အဲမိဘတွေကအဲအဲ့လိုမျိုးပေါ့နော်နိုင်ငံเจ้าမှာနေတဲ့လူဆိုလို့ရှိရင်နေပဲရောက်နေတဲ့လူတကယ်ထင်တာအဲနိုင်ငံเจ้าလူတွေကအလုံးလုံးရတယ်ဆိုတဲ့ဟာကိုဒါကကြတော့ဘာနဲ့ဘာနဲ့ဆိုင်တယ်ဆိုတော့လေ ကိုရီးယားမိဘတွေကိုစိတ်မစင်းရဲစေချင်လို့မိဘတွေကိုကြင်ကြင်နာနာနဲ့ပြောပြပေးတာနဲ့လဲဆိုင်တယ်။တကယ်တော့ကိုကအဆင်မပြေဘူးဆိုရင်အဲတချို့သားသမီးတွေကအာသူတို့ကနေ့တိုင်းအအဖေမင်းညီကိုမောင်နှမတွေနဲ့နေ့တိုင်းဘယ်လိုလဲရတော့ဘယ်လိုဆိုပြီးတော့ပြောလို့ရှိရပါတော့။အမ်ကျွန်တော်ခေတ္တကဆိုလို့ရှိရင်တော့လေပြောရရင်တော့ဖုန်းဆက်ဖို့တောင်မှလေ ဖုန်းဆက်ပို့တော်မှာဟိုးနေရနေပြီးတော့ရန်ကုန်မြို့တက်လာရန်ကုန်မြို့မှာတက်လာပြီးတော့မှလေဖုန်းကလည်းလူတိုင်းမရှိတော့လေဘာလို့ကလဲဆိုတော့အများသောအဲ့လိုမထိုင်ဆောင်ရတာနိုင်ငံခြားကခေါ်တဲ့နိုင်ငံခြားကခေါ်တဲ့လူကလည်းလေ ဒေါ်လာဟိုဟို10ဒေါ်လာလောက်ကူမာလေ10မိနစ်လောက်ပဲပြောရတာ9မိနစ်10မိနစ်အဲ10မိနစ်10မိနစ်လောက်ပဲပြောရတာအဲအဲ့မှာမှတချို့မိခင်တွေကဆိုရင်လည်းလေအာဝါဟိုဟိုဘက်ရင်နဲ့ဒီဘက်ရင်ဘာအကြောင်းလေးရန်ဖြစ်ကြတာဆိုအဲ့လိုမျိုးပြောတတ်တဲ့မိခင်တွေလည်းအဲကြုံခဲ့ဘူးတယ်ပေါ့နော် ကြားခဲ့ဘူးတာပေါ့နော်ဘယ်တော့ပဲဟောမသိတာပေါ့ဒီဘက်ကတော့လေမစားရဲမတော့ရဲပေါ့နော်မစားရဲမတော့ရဲဆိုကျွန်မကိုယ်တိုင်လည်းကိုကိုဒေါ်လာတရားဆိုရင်မသုံးပြပေမဲ့လေသူများပြန်တဲ့ခါကျရင်ပေါ့လေမြန်မာနိုင်ငံပြန်တဲ့ခါကျရင်ပစ္စည်းတွေလက်ဆောင်တွေဝယ်ဝါမျက်မှန်လိုချင်လို့ဆိုအကောင်စားဒေါ်လာတရားဆိုလည်းဝယ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့သမီးလေးချစ်ရတဲ့သမီးလေး သမီးလေးကိုမိဘနေရာမှာနေပြီးတော့ပြောပြပေးရစီအဲသမီးမမဟုတ်ဘူးနောက်ထပ်ဒီနိုင်ငံမှာတွေ့တယ်သမီးတွေလည်းရှိသေးတယ်အားရရတဲ့လစာကိုအကုန်ပို့ပြတာတယ်ပို့ပြတာတယ်ဒီမှာကြရင် အလို့သမားကြီးပေးရမှာတို့ ဟိုဂျေးဒီဂျေးဘာဂျေးဒီညာဂျေးဒီလည်းမသိဘူးตาလေးတွေလည်းရှိသေးတယ်เนาะตาလေးတွေလည်းလေလဆောက်ကိုကုန်ပို့လိုက်တာတဲ့ပညာဆက်တင်မှုအတွက်ကြတော့လေဒီအတွက်ဟာကြတော့မရှိတော့ဘူးပေါ့เนาะပညာကလည်းအမြဲဖြည့်နေရမယ်ခေါင်းအတွက်ကိုယ့်ရဲ့ဒီနေရာမှာပဲရက်နေလုံးပြစ်ဖို့အာပညာအစ်စ်တွေကိုလည်းလေ့လာရမယ်ပေါ့เนาะဆိုတော့သမီးလေးငိုနေတဲ့သမီးလေးဂျပန်နိုင်ငံကငိုနေတဲ့သမီးလေးကိုအဓိကယူရပါတယ် အဲဂျပန်နိုင်ငံငိုနေတဲ့သမီးလေးနဲ့အတူတူပဲငိုနေတဲ့မတင်သားတော့လဲငိုနေတတ်ကြတဲ့သမီးလေးတွေသားလေးတွေရှိပါတယ်ဒီသားတွေသမီးတွေကိုမိဘအရင်ကဲသူကိုယ့်ရဲ့သားသမီးကဲသူသဘောထားပြီးတော့ပြောပြီးပြရစီကျင်ကျင်နာနာချစ်ချင်းများစွာနဲ့ပြောပြီးပြရစီနံပါတ်1 ဟုတ်တယ်အိမ်ကိုပို့တာတော့ပို့ပါဒါပေမဲ့ဒီလိုအပုံလေးတွေပုံပြီးတော့မှပို့ပါအာအပုံလေးတွေပုံပြီးတော့မှပို့ပါဆိုတော့နံပါတ်1ကအရင်ဆုံးရလာတဲ့လစာကို ခွဲရပါမယ် အဲကို့အတွက်အရေးတကြီးသုံးဖို့အရေးကြီးသုံးဖို့ဆိုတော့ကဒီနိုင်ငံမှာသူများနိုင်ငံမှာဘယ်သူမှလည်းကို့ကိုကူမဲ့လို့မရှိတဲ့နေရာမှာနေမကောင်းလည်းပြင်နိုင်တယ်ဆေးရုံတင်ရတာလည်းပြင်နိုင်တယ်အမျိုးမျိုးအနေအထားမျိုးမျိုးကြုံနိုင်တာပေါ့နော်ကြုံနိုင်တဲ့အခါမှာဘ누구အားကိုလို့အားကိုမှမသိတဲ့အခါမှာပတ်စံမရှိတဲ့အခါမှာဒုက္ခရောက်ပါတယ်အဲ့တော့20ရာခိုင်နှုန်းကိုရအောင်ချန်တာပါနော်20ရာခိုင်နှုန်းကိုရအောင်ချန်တာပါ20ရာခိုင်နှုန်းကိုကလေ ကိုယ့်ရဲ့ရှေ့ရေးအတွက်ပညာရေးအတွက်တိုးတက်ဖို့အတွက်အလားပါအတွက်အဲ့ဒါအကုန်လုံးအဲ့ထက်မှသုံးပါကိုယ့်ကိုယ်ကိုလည်းကျဉ်းကျဉ်းနာနာနဲ့စုကြပါဟာတိတ်တော်တာပဲ သုံးနှစ်တောင်မှအဲ့သမီးလေးဆိုဝင်လိုက်တာသုံးနှစ်တောင်မှသူပါလိုချင်တာလဲ iPhone လေးကင်ချင်တာ iPhone လေးကင်ချင်တာတော့မကင်မဲနဲ့ရှင်သမီးပတ်စံပို့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 ဟိုကမအေတွေကဘတ်ဆိုပြောထားလိုက်တယ်ဘာဆက်ဆူဆူအမေတွေအပေါ့ဆူဆူအမေတွေအများကြီးတော့အများကြီးတော့ဘာဆက်ဆူဆူအမေတွေကဘာပြောလဲအာဘာဆက်ဆူဆူအမေတွေဆိုလို့ပြောရွှေရှင်လေးအဲနေကဘလို့အကျမလည်းကြုံခဲ့ဘူးပါတယ်။အာအဲ့ဒီတော့ကြောင့်မလို့ကြင်ကြင်နာနာဆက်ဆံပေးကြပါ။နိုင်ငံခြားမှာရောက်နေတဲ့အခါမှာဆွေမရှိမျိုးမရှိအာသူများနိုင်ငံမှာအလုလလောရတဲ့အခါမှာ င်ကျင်နာနာဆက်ဆံပေးဖို့အတွက်တောင်းပန်ပါတယ်အဲဒါပေမဲ့သားတို့သမီးတို့ကိုလည်းပြောချင်တာပါလေတီလာကိုကိုကိုကျင်နာရမှာအဓိကပါဒါကြောင့်ကိုကိုကိုစုချပါသုံးနှစ်တောင်လှုပ်လှုပ်တာလဲစုချလိုက်ပါစုချလိုက်ပါထိုက်တန်ပါတယ် တမီးကင်ကျင်တဲ့ဟာတွေတမီးဝှက်ချင်တဲ့ဥစားတွေတမီးစားကျင်တဲ့အစားအစာလေးကိုစားလိုက်ပါနော် စားလိုက်ပါစားလိုက်ပြီးတော့အားရှိအောင်နေပါကိုကိုကိုကျင်တာပါတမီးကအားရှိနေတော့မှကြံတဲ့တွေကိုကျင်တာပေးလို့ရမယ်အဲ့လိုပြောတဲ့ဟာတွေကိုလည်းမကောင်းတာတွေကိုမယူပဲနေနိုင်ပါလေနောက်မှဆိုလို့ရှိရင်တမီးကအားရိကုန်ကုန်မှာပေါ့တားတို့ကအားရိကုန်ကုန်မှာပေါ့အဲ့ဒီဟာတွေကိုလည်းအဖေမေတွေကိုချစ်တာဟုတ်တယ်အဖေမေတွေကိုချစ်တာအဆွေမျိုးတွေကိုချစ်တာဟုတ်တယ်သူတို့ရဲ့စကားတွေကလေတဏီကုံကိုကိုအားကုန်သွားစေတာ အာဒီဆီယာမလည်းဒီတိုင်းပဲခန်းစားနေရတော့မယ်အခုချိန်ထိလည်းရှိတတ်ပါတယ်ဒါမှခဏပဲခန်းစားပါအဲ့လောက် ကြီးမကိုပါနဲ့အဲ့လောက်သမီးအဲ့လောက်ငိုသွားရင်လေအရင်ပင်ပန်းသွားမှာအရင်ပင်ပန်းသွားမှာနော် သားတို့သမီးတို့ကကပြောလိုက်သလိုပဲအဲကိုယ့်ရဲ့ emergency fund လို့ခေါ်တဲ့အရေးပေါ်သုံးပုံငွေကိုထားပါကျမကြီးအတွက်ပေါ့နော်အဲကျမကြီးအရေးပေါ်အကြောင်းမျိုးမျိုးပြီးသွားရင်ကိုယ့်ရဲ့အလုပ်သမားတက်တန်တိုးအားမှာ passport တွေတက်တန်တိုးအားမှာကပ်ပြားတွေတက်တန်တိုးအားမှာအမျိုးမျိုးသောအကြောင်းရတွေရှိရလေအဲ့ဒါ25ရာခိုင်နှုန်းကလတိုင်းဖယ်ထားမှဖြစ်မှာအပြီး20ရာခိုင်နှုန်းကသမီးစာဝန်နေရေးအပြီးသွားရင်အဲ့ဒါမျိုးကလည်းဖယ်ရမယ်အဲစာဝန်နေရေးတို့ကလည်းသမီးဖယ်ရအောင်မယ်လေအဲနောက်တစ်ခါကြာလို့ပြောရှင် င်တော့အဲ့ဒါကြောင့်မလို့ဟိုဟလာဟိုဘာလေးတွေဟိုဖျက်ရမလဲပညာတော့လည်းဖျက်ရမနော်သမီးပညာလည်းကိုယ့်ရဲ့ပညာကိုယ့်ရဲ့တိုးတက်တာတိုးတက်ကြောင်ကိုယ့်ရဲ့အေးချမ်းအေးချမ်းကြောင်ပညာဆိုတဲ့နေရာမှာလေကိုမသိတဲ့ဟာဥပမာကိုယုံကြည်ရဘာသာရဲ့ဟာလေးတွေကိုစိတ်အေးချမ်းစေမဲ့ဟာလေးတွေဟိုဟိုပေါ့နော်အဲ့ဒါလေးတွေလုတ်တဲ့နော်ဟောအာဟာပေါ့နော်အာဒီကျမဆိုလို့ပြောရှင်လေးပန်းထိုးတင်တန်းကိုအသက်40လောက်မှာ အာသင်ခဲ့တာဒါကလေးဘွားတော့တက်ကျင်တဲ့ပညာဘာမှမဟုတ်ဘူးပန်းလေးကိုအလှပြင်ပြီးတော့တိုးတယ်ဆိုတာဖျားပန်းတိုးတာလေးပဲဖြစ်ဖြစ်အလှဆင်တာလေးပေါ့အခုဆိုလို့ရှိရင် online မှာတွေ့နေရတယ်ဆိုတော့တိတ်သဘောကျတာပဲအဲ့ဒါလေးတွေကိုလည်းအမြဲတမ်းလေ့လာတာမျိုးလုပ် လုတ်တင်နေပါတော့ကိုပျော်တဲ့အရာပေါ့စိတ်အေးချမ်းတဲ့အရာပေါ့သမီးကြံတဲ့ဟာကိုမှပို့ပါကြံတဲ့အောင်မှပို့ပါဆိုတော့ဟိုအမေတွေဖေတွေကဘာနဲ့စားရမှာလဲလို့မေးလို့ရှင်အဲ့အမေတွေဖေတွေကလေကို့အတွက်ဘာမှမလုပ်တာပဲဘူးကုံစားပြစ်တာပြီးရင်နီးရနီးတဲ့လူကိုအကုန်ပေးလိုက်တာကိုအဲ့မှာပြောတယ်သမီးရဲ့ညီမလေးလို့ပြောတာအဲ့လိုပဲနီးတဲ့လူကလေအဲ့သားသမီးမရှိတော့ရင်တူတူမတွေတခြားဘာမှမတော်တဲ့လူတွေကိုလည်းအဲ့လိုမျိုးပေးပြစ်လိုက်ပြစ်ကောအနီးနားမှာလာပြီးတော့ပေါ့နော်နီးတဲ့နီးရ resist virus ဆိုတဲ့စကားတိုင်းပဲသူကနီးတဲ့လူကအစီပါသွားတယ်အဲအဲ့ဒါကလေဘဝအတွေ့အကြုံမှာတမီးတို့သားတို့ရင်အဲဒီအဲဒီ အဲဒီမှာအခုပြောနေတဲ့နော်အမေကဲ့သို့သဘောထားပြီးပြောနေတဲ့သူမှလည်းသားနှစ်ယောက်ရှိရကိုသားတွေကလည်းမမျောမမျောလင့်သင့်ဘူးသားသမီးတွေစီကဆိုတဲ့ခါကျတော့လေပြောရမယ်ဆိုလို့ရှိရင်လေကျမတို့လေ10နှစ်အလုပ်လုပ်ပြီးပြန်သွားတယ်နေစရာကိုပါအိမ်လေးဝယ်မထားပေးဘူးမြေကြီးလေးလည်းဝယ်ထားပေးတာမရှိဘူးကျမအကိုဆိုလို့ပြောရှိရင်လေဒီတိုင်းပဲစုံခဲ့တာ သမီးတို့ရေ နော်ဒါတို့ရေအဲ့တော့ကိုယ့်အတွက်ကိုစီစဉ်ရမယ်ကိုယ့်ရဲ့ဘဝအတွက်ကိုရှိရည်လေးရှိသေးရယ်လေဒါတို့သမီးတို့အိမ်အောင်ပြအောင်မယ်အဲဒါတို့သမီးတို့အမျိုးမျိုးဘဝကိုဖျက်ဆီးရအောင်မယ်အဲ့ခါမှာကိုယ့်ထဲမှာရှိနေတဲ့အရာသာ ကို့အရာဖြစ်ပါတယ်ကိုကပေးလိုက်ပြီးွားလို့ရှိရင် အမေကိုပဲပေးပေးအဖေကိုပဲပေးပေးအမေအဖေမှ nearest day dearest day ရှိတယ် nearest is dearest ရှိတဲ့အတွက်ကြောင့်အကြောင်းမျိုးမျိုးကြောင့်ကို့အတွက်မကြံတဲ့အခါမှာအင်အားတွေကုန်ခဏဖြစ်တတ်ပါတယ်ဒါတို့သမီးတို့ရေချစ်ရတဲ့သမီးလေးရေဂျပန်နိုင်ငံကချစ်ရတဲ့သမီးလေးနဲ့အတူတူပဲငိုနေတဲ့တကဘာလုံးကငိုနေတဲ့သားတွေသမီးတွေရင်ထဲမှာကြိတ်ပြီးငိုနေတဲ့သားတွေသမီးတွေအေးချမ်းကြပါစေ TND မေတ္တာပို့ပေးပါရနော်ကျမချမ်းသာကြပါစေဘေးကင်းကြပါစေရန်ကင်းကြပါစေကိုကူကိုကျင်နာချစ်ခင်ပါစေငွေကြေးကိုစီမံအကောင်းဆုံးစီမံခန့်ခွဲနိုင်ပါစေ TND ရသားတို့တမီးတို့ချစ်တယ်နော်မေတ္တာတွေလည်းပို့ပေးတယ်နော်သားတို့တမီးတို့ကိုကူကိုလည်းချစ်ပါ ကိုကချစ်ပြီးတော့မှသူများကိုပေးလို့ရတယ်ကို့မှာမေတ္တာတွေပူရှံနေမေတ္တာတွေပြည့်နေမှာပါပြီးတဲ့ခါကျရင်လဲအစကားတွေစကလုံးချမ်းတွေကိုမကြိုက်တဲ့ဟာတွေကိုစစ်ထုတ်တတ်တဲ့အလေးအကျင့်လေးရှိပါစီเนาะတောက်ရေရေတောက်တဲ့ခါမှာရေကိုစစ်တောက်တယ်လို့မျိုးပေါ့နော်အဲ့လိုပဲစကားလုံးချမ်းတွေပြီးရင်ကိုမှန်တစ်ခုကြောင့်ကိုရဲ့စိတ်ကြီးနွမ်းသွားတာတွေသူများလာဆဲလိုက်လို့စိတ်ကြီးနွမ်းသွားတာအဲ့ဒါလေးဖြောက်ပေးပါသမီးတို့သားတို့ရေဟုတ်ကဲ့ပါ ရှေ့ရတဲ့သားတို့သမီးတို့စားရရအဆင်ပြေကြပါစေဘေးကင်းကြပါစေရန်ကင်းကြပါစေနော်